ိုဝင်တားဖို့အတွက်တအိမ်ထဲကိုပဲပစ္စည်းထည့်ရမလားလမောင်းထဲကိုပစ္စည်းထည့်ရမလားစီထိုးစီတောက်တာရင်လည်းရှင်ရောပစ္စည်းထည့်တာပိုကောင်းလားပိုဆိုးလားဆိုတာတွေကိုရှင်းပြပေးဖို့အတွက်ဒီဗီဒီယိုလေးကိုကြည့်ပေးပါရှင်စမခုဘေးထွက်ဆိုးကျိုးကိုအ ਨੇ ဆုံးကနေအများဆုံးနိုင်ရှင်းပြပေးပါမယ်ရှင်ဘေးထွက်ဆိုးကျိုးအ ਨੇ ဆုံးကတော့တအိမ်ထဲကိုပစ္စည်းထည့်ရပဲဖြစ်ပါတယ် ဒုတိယအ ਨੇ ဆုံးကတော့လက်မောင်းနဲ့ကိုပစ္စည်းထဲတာပါ။ဒီနှစ်ခုနဲ့ရှင်းလိုက်မယ်ဆိုရင်တော့ဈေးတောက်တာကဘေးထွက်ဆိုးချိုးများပါတယ်။အများဆုံးကတော့၃လခန့်ဈေးထိုးတာပဲဖြစ်ပါတယ်ရှင်။ တအိမ်နဲ့လမောင်းနဲ့ကိုပစ္စည်းထည့်တာကစေထိုးစေတောက်တာရည်နဲ့နိုင်ရှင်မယ်ဆိုရင်69ရာခိုင်နှုန်းကျော်တဲ့အထိကိုကိုဝင်မရအောင်တားဆီးပေးနိုင်ပါတယ်။ဆရာမတို့စေတောက်တာဆိုရင်67ရာခိုင်နှုန်းပဲတားဆီးနိုင်စွမ်းရှိတယ်။စေထိုးတာဆိုရင်လည်းကိုဝင်မရအောင်64ရာခိုင်နှုန်းပဲတားဆီးနိုင်စွမ်းရှိပါတယ်။ကိုဝင်တားနိုင်စွမ်းကိုရှင်မယ်ဆိုရင်တော့ပစ္စည်းထည့်တာဒီပို့ပြီးတော့တားနိုင်ပါတယ်ရှင်။ တားဆီးရက်လိုက်ပြီးတော့ကိုဝင်ပြန်ရနိုင်တဲ့အချိန်ကိုကြည့်မယ်ဆိုရင်လေတိန်ထဲကိုပစ္စည်းထည့်ရနဲ့လမောင်းထဲကိုပစ္စည်းထည့်တာကဘယ်အချိန်နည်းနေကိုကြိုက်တဲ့အချိန်မှာဒီပစ္စည်းကိုထုတ်လိုက်လို့ရပါတယ်အဲ့ဒါဆိုရင်ကလေးချက်ချင်းပြန်ပြီးတော့ယူလို့ရပါတယ်ဒါပေမဲ့ဆရာမတို့ဆေးတောက်တာနဲ့ထိုးဆေးထိုးတာတို့ကကလေးပြန်ရဖို့အတွက်ကိုတလားဆောင်းရတယ်၆လားဆောင်းရတယ်တနည်းဆောင်းရတယ်ဆိုတာမျိုးရှိနိုင်ပါတယ်ချာရှိခံနိုင်ခြင်းကိုနိုင်ရှိကြည့်မယ်ဆိုရင်တော့ လမ်းပေါင်းထဲကိုပစ္စည်းထည့်ထားရဲဆိုရင်တစ်ခါထည့်ပြီးရင်၃နှစ်လောက်ထိကိုဝင်တားနိုင်ပါတယ်။ဒါပေမဲ့တအိမ်ထဲကိုပစ္စည်းထည့်တာကတော့တစ်ခါထည့်ထားပြီးရင်အများဆုံး10နှစ်အထိကိုကိုဝင်တားနိုင်စွမ်းရှိပါတယ်။တမတာလာခြင်းကိုနိုင်ရှင်ကြည့်မယ်ဆိုရင်တော့လမောင်းနဲ့ပစ္စည်းထဲတာကောတိန်နဲ့ပစ္စည်းထဲတာတော့မှရာသီလာတဲ့ဆိုအများကြီးမလာဘူးပေါ့နော်နည်းနည်းလေးပဲအဆက်အပြောင်းလောက်ဖယ်လာတာမျိုးတွေရှိတယ်ပြီးပြီဆိုရင်လုံးဝရာသီမလာတော့တာမျိုးလည်းရှိနိုင်ပါတယ် နောက်ဆုံးအနေနဲ့ဘူတူတာအနေနဲ့ sharing လုပ်ပေးချင်တာလေးရှိပါတယ်။တကယ်လို့အကာအကွယ်မပါဘဲလိန်ဆက်ဆံမိသွားတယ်။ကိုဝင်မယူခြင်းမူအရေးပေါ်တည်တားဖို့လိုအပ်လာပြီဆိုရင်လေကျမတို့ဒီတအိမ်ထဲထဲပစ္စည်း ကော်ပါအယူတီပေါ့နော်ဂျီနီနဲ့လှုပ်ထားတယ်။တအိမ်နဲ့ထဲတဲ့ပစ္စည်းကိုထည့်လိုက်မယ်ဆိုရင်တော့လိန်ဆက်ဆန်ပြီး9ရက်အတွင်းမှာပေါ့နော်ဒီပစ္စည်းလေးထည့်လိုက်မယ်ဆိုရင်တော့ကိုဝင်တားနိုင်ပါတယ်။အရေးပေါ်ကိုဝင်တားပစ္စည်းအနေနဲ့လည်းဒီတအိမ်နဲ့ထဲတဲ့ပစ္စည်းလေးကော်ပါအယူတီကိုအသုံးပြုနိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာဂရိစ်ပါ။